ချဲစားတဲ့နှစ်ကံတွေစားလိုက်မယ်ဒီမယ်နော်ဒီမှာ6တက်လို့ခွာရဲဒီ7ကြိမ်တန်တန်ပလိန်တန်တန်ကြည့်မယ်နော်7ကြိမ်7ကြိမ်တန်တန်မှာ6တက်7 6တက်လို့ထောင်းလိုက်တစ်ခါဒီလိုကြည့်လိုက်ပါခင်ဗျာ7ကြိမ်တန်တန်ပဲ7ကြိမ်တန်ပြီနော်7ကြိမ်သာတက်ကြောက်လို့ခွာပြရနဲ့တက်ကြောက်6တက်ပေါ့ဗျာနော်တက်လဲနေမကောင်းနော်တိ6ခွားပြန်နေတိ6ချောင်းလို့ထောင်းနေနော်သုံးကစီပေါ့နော် ပြီးမှချစ်ချိန်မှာတိကျောက်ကပြန်နေနော်တိချစ်ချောက်လို့ထားလိုက်တော့တောင်းမင်းဒီပွင့်နော်ချောက်တည်းရဲ့ဇောင်းလေးကိုကြည့်မယ်ဟာတူတုံးလေးနော်ဒူးတောက်လေးပေါ့နော်အဲ့တိပါရဲ့ဒူးတောက်လေးနော်ဘယ်လိုလုပ်မလို့ကသူကွားပေါင်းချင်းအတော့နော်ကွားပေါင်းချင်းတော့အာကနန်းလေးပေါ့နော်ကွားပေါင်းချင်းတော့စီပေါင်းချင်းရဲ့တစ်စီပေါင်းချင်းရဲ့တော့ညကွားပေါင်းချင်းရဲ့၃၅၀ပေါင်း၃စီပေါင်းချင်းရဲ့တစ်စီပေါင်းချင်းရဲ့၃ည 30ပေါ့ဗျာနော်33ညကြီးမယ်6တိဆောင်ကိုအာပြီးထုတ်မယ်30ကောင်းချင်း3ခြေပေါင်းချင်း1ခြေပေါင်းချင်း3ည30ထပ်ပြီးဒုတိယကောက်ကြီးလိုက်ပါခင်ဗျာနော်သူလုံးလုံးလိုက်လို့မယ်ကျွန်တော်ကျွန်တော်ဖန်တီးရမဟုတ်ပါခင်ဗျာသူမြင်နေတိုင်းကြပြီလောက်ယူရတော့မဟုတ်ပါကောင်းချင်း30ခြေပေါင်းချင်း9ခြေပေါင်းချင်း4ယူကြည့်လိုက်ခုနော်နော်ဒီ6ကြိမ်ပြင်တန်းမှာ16လုံးခွာ3ကြိမ်ရှိပါရဲ့16လောက်ထောင်းရမယ်ဆိုရင်နော် ဒီစိတ်လေးနဲ့ငနိုင်ွက်လေးရှာလို့ရတယ်ခင်ဗျမက်တက်ကလေးကမှန်နေတဲ့အတွက်ကြောင့်ငွေချင်းနေဘာသာပိုင်လဲရှာပါမယ်เนาะတစ်ချောက်လို့ခွာလိုက်လို့เนาะတစ်ရှိချောက်လည်းထောင်းနေဆိုရင် ကောင်းဝင်းကြီးရဲ့အခုတစ်ပေါင်း30เนาะ3ညရှင်းပေါင်းကြီးရဲ့ခွန်ရှင်းပေါင်းကြီးရဲ့တစ်3ပေါင်း4အခုရှင်းပေါင်းခွန်တော့ရှင်းပေါင်းကြီးလေး3ညခွန်4ဒီမှာကြောက်ပါခင်ဗျเนาะ4 90လို့အဲ့ဒါကျွန်တော်တို့ဒီမှာတိုင်ခွဲမကပ်ပါတော့ တိချောက်ခွားပြီးတိချောက်လည်းထောင်းလဲဆိုကျွန်တော်တို့အမေကောင်းချင်းစီတိလေးပေါင်း9တယ်နော်ကောင်းချင်း9တိလေးပေါင်း6ပေါင်းချင်း4 6ပေါင်းချင်း2နော်အဲ့ကြတော့9 4 2 9 4နဲ့အာကဏ္ဍကိုတိချောက်ရဲ့စောင်းထုတ်မနော်ကဲဒုတိယချင်းပြန်ပြတ်မယ်ခင်ဗျာအရှင်းဆောင်ပါနော်မရှင်းတဲ့ငယ်ချင်းတွေကြည့်ပါခင်ဗျာဒီ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 ခွင့်ချက်ကခွင့်ချက်အောင်ပေါင်းနော်အဲ့ကောင်တော့ဖတ်ပြီးမပေါင်းဖြစ်လိုက်ဖြစ်လို့တော့မရအောင်ဟုတ်ပြီထားရတော့ဒီစစ်ချိန်တန်းတယ်နော်စစ်ချိန်ဖရင်တန်းကိုကျွန်တော်ကြည့်6တင့်လို့ တစ်ချက်6တစ်ခွပဲ6 6တင်လို့ထောင်းနေဆိုရင်ဘယ်လိုထောင်းတာကောင်းဝင်ချင်း3 50ပေါင်ကောင်းဝင်ချင်း6ပေါင်ချင်း9လေးပေါင်1 6လေးပေါင်က3ညဆိုတော့ယင်50ပေါင်3 6ပေါင်ချင်း9လေးပေါင်1 6လေးပေါင်3ည3 1 3ည330လို့ဒီ6တရဲ့ခုနှစ်ကြိမ်ဇောင်းလေးကိုထည့်ရမှာနော်ဒီဇောင်း6တရဲ့ဇောင်းကြီးလိုက်တော့ဒုတိယ6တကဒီမှာပဲရှိတော့ရတယ်ကျွန်တော်တို့နော်နှစ်ထောင်နဲ့ဆက်တခုမယ် တခြားကပြောတစ်ချက်ချက်လို့ထောင်းလို့ရှင်ဒီဆောင်ကြီးလိုက်ကောင်းငင်းကိုတိပောင်း30ခြေပောင်းငင်းကခွန်ခြေပောင်းငင်းက၄၃ညခွန်၄ဒီမှာကြောက်တွေ့ပါတယ်နော်ဟုတ်ပြီကျွန်တော်ဒီမှာကြီးလိုက်ခုဘွေးတစ်ချက်ချက်ခြေတစ်ချက်ကောင်းတော့သူ့လောက်တဲ့ဝင်ရကောင်းငင်းငါကောင်းငင်းလေးတိပောင်း၅နော်ခြေပောင်းငင်းက၄ခြေပောင်းငင်း၂အားလေးနှစ်ပြင်းပြီးထိုးဖို့ပါခင်ဗျာနော်အပြင်းထိုးကြည့်ပါနော်၃ကတ်ဆိုတော့ပြင်းပြီးပေါ့ဗျာ ကြောက်လို့မရဘူးအဲ့ကဲတယ်ကျွန်တော်စရင်ဒိုးတောင်လေးပြီးပေါ့တော့လောက်တတ်ပါရဲ့ကျင်းမင်းကခက်တယ်ဗျာနော်လွယ်ဆိုပြီးတော့လည်းမထားနိုင်တော့သူအခက်ကြီးချတာလည်းမဟုတ်လွယ်ပြီးကြာတယ်အများကြီးပါဗျာ1 2 3 4 5နော်5 6ဆိုတော့ညအဲ့ဒီ1 2 3 4 5အောက်ကိုဒီနီးတုံးနေငါအောက်ဒီနေ့ဆိုပတိထွေးမှာတော့ညနော်စီချောင်းကျွန်တော်စောင်းကြည့်တယ်နော် ။စောင်းပြမယ်စောင်းလေး။ရပါ။ဘူးလိုက်ကောင်းလေး။ sorry နော်။ဒီမှာကိုကိုကဒီကိုကိုကလို့စောင်းတတ်ကြရင်နော်။တော့တကယ်ချင်းနေလေမူယူအစင်လေးရေးစင်တော့အတိမပေါ့။ကိုကိုကကိုကကြာပြီ။1 2 3 4 5။ဟောက်ဒီပြင်ထပ်သွားရင်630ကြာရတယ်နော်။630ကြာရယ်เนาะ အင်တာနက်ကလမ်းအသေးမကောင်းမဖြစ်ရင်ဒီနေ့3လ5အောက်ပါမယ်လဲလေးရလဲကျွန်တော်ပြမှာလို့အခုကဒီနေ့ထားပါတော့နော်ဒီမှာ၄ခုသွင်းမယ်ဒီ9ချိန်မယ်9ပေါင်းချင်း5နော်၄ခုသွင်းမယ်9ချိန်မယ်9ပေါင်းချင်း5ပြီးတော့တပွင့်တော့ရ6နမောရင်ချောက်နော်လမ်းရတော့ပြတ်နေ၄ခုစမယ်ခုနိမနမောရင်ခွန်နော်ယူလေးပြနမော၅ချောက်ခွန်လို့ဖြစ်သွားပြီကျွန်တော်နော်ဒီမှာကြီး၄ခုစုံလေး ပရင်တနာမကြီးနော်နောင်ရင်ငါပြတဲ့ကောင်ကဒီမဲ့အတွေ့လိုက်နော်နှစ်ပေါင်းရင်ငါပြတဲ့ကောင်ကရှေ့ကိုသွားမယ်၃နှစ်လို့နော်ရှေ့ငါနောင်ပေါင်းရင်၆ကနောက်၆အဲ့လေဒီနော်နောင်ပေါင်းရင်၆ကနောက်၆နောင်ပေါင်းရင်၅ဒီရှေ့ငါနောက်၆ဆိုရင်နောင်ပေါင်းရင်ခွန်ကုရှိနောင်ပေါင်းရင်ခွန်ခွာမှာပါခင်ဗျာနော်တွေ့တော်တယ်အဲ့လိုနောင်ပေါင်းရင်ငါ၃နှစ်ဒီ၃နှစ်လို့ရှေ့ကိုသွားရင်နော်နောင်ပေါင်းရင်၆ဖြစ်တဲ့60နောက်ကိုသွားရင် နောက်ဝင်ခွန်ဖြစ်တဲ့ကိုရှိကခွမယ်ဟုတ်ပြီအဲကျွန်တော်အပြီးပေါက်လို့ရှာမလို့ဒီကောင်းရဲ့ဒီကြပြန်တဲ့ဒီတွေ့တခွင်ကြပရိနှစ်9နှစ်ငါပရိနှစ်ဒီတခွင်ကြတော့ပြီကြတယ်3နှစ်ခွန်နော်ဒီ3နှစ်နောက်ဝင်ကနောက်ဝင်ကကြပြန်ဒီပရိကဒီကြပရိတူပေါ့ဗျာဒါတပတ်ပေါ့နော်တပတ်ကောင်းလေးပေါ့ဒီနောက်ဝင်6ဒီဒီကြပြီးရောဒီမှာ6နော်၄၆၈၈ရက်တော့၈ပတိလို့၂၆၀ကြာပါမယ်။ဒီ၆၀ဒီဝန်းချင်းကြပြီဒီပြိတ္တူ သုံးကက်စီကိုဖမ်းသွားကြတယ်နော်အဲကျွန်တော်ကကိုရှင်းလို့ခွာလိုက်လို့ရှင်ဒီမဲ့ဗရိတ်က9ဖြစ်နေ9ဖြစ်တော့ကျွန်တော်ဘာထဲမလဲဒီကိုရှင်းတွေ့ကြနော်ဘာဖြစ်ဖြစ်ဗရိတ်9မကြီးကိုရှင်းရှင်းလို့တခွက်အထိုးတင်ပါရင်နော်ကိုရှင်းရှင်းမကြမ်းတဲ့တခွက်နော်အဲ့လိုလေးထိုးကြည့်အဲဒရူးတော့ကြီးသူလဲနေရကျွန်တော်လိုက်လို့ကြည့်သုံးကက်စီလေးရလောက်တိုင်းမတက်နိုင်ဘူးနော် ဟုတ်ပြီကျွန်တော်အယူအဆလေးတစ်ခုပြန်မယ်ပရိတ်ပြပြီးလို့ရှိရင်ကျွန်တော်တုံးကက်စီကိုတခါပြန်ပြီးတော့အပိုင်ဖမ်းမယ်ပရိတ်လေးအရင်ပြမယ်ကျွန်တော်ကဒီကကြတော့ပရိတ်နှစ်ကလည်းတအားကောင်းနေပြန်နော်ကောင်းလုံးအားကြီးနေတယ်ကျွန်တော် organize ပရိတ်နှစ်ဖြစ်နေကောင်းလုံးအားကြီးနေနောက်ကျွန်တော်တကယ်ကြီးစဉ်းစားတိမပါခင်ဗျာဟုတ်ပရိတ်နှစ်ဖြစ်နေပရိတ်နှစ်ဖြစ်နေပရိတ်နှစ်ကကောင်းလုံးအားကြီးနေလို့စိတ်ပြည့် ရှစ်ကစ်တွေလေကျွန်တော်ချဲရတိုက်ကောင်းလို့လေပြတ်တယ်ဆိုကျွန်တော်တော့လန့်တာတခါကျပြင်းနေပြင်းပါပါနော်ဒီနေ့3 4 5ဒီဝဲရှစ်သဘောတရားကြောင့်ဒီနေ့3 4 5ဒါပရိလန်းတည်တန့်လေးအရင်ပြပြီးကျွန်တော်ပြန်ပြီးတော့သုံးကက်စီနဲ့တခါပြန်ဖတ်မယ်သူကဖြတ်ပြီးရယ်လုံရင်လောက်သွားဆိုတော့ဒီနေ့3 4 5အားရပါရခြင်းမဖြစ်ကြတော့နော်ဒီနေ့3 4 5ဒီနေ့3 4 5ဒီလိုကိုကြည့်ရဒီနေ့3 4 5ဒီလိုကိုကြည့်ဒီနေ့3 4 5 ။ဒီမှာကြည့်လိုက်။ကျွန်တော်ဇာလေးနဲ့ပြန်ဟိုရင်ဟိုပါတကယ်ပြလဲကျွန်တော်စိတ်တော်ညစ်တယ်ဆက်မကျွန်တော်သိမ့်မတက်တဲ့လိုင်းဒီမှာ965 965ဒီပိတ်6เนาะ965ပဲကြာဒီ1နောက်ပိတ်ကြောင့်1ဘဝဒီပိတ်6လို့အဲ့လိုကြာရင်เนาะ ဒါကျွန်တော်မြင်တယ်ကျွန်တော်ပြန်တော့ကျန်တဲ့ဆရာကြီးပြပြီးသားဖြစ်ရင်လည်းဆိုမသိဘူးကျွန်တော်ကိုကိုတွေ့ရကိုပြတင်းတော့ပဲဖြစ်လို့ရဲ့ဒီပရိတ်6လို့သွားကြသည်တစ်ပါပါဒီ6ပရိတ်လို့သွားကြတီ2 3 4 5ဒီဘက်ကိုရွှေ့လိုက်နော် definitely ရွှေ့လိုက်ရင်ဒီနှစ်နောက်ပိတ်ဖြစ်တယ်နှစ်နောက်ပိတ်ပရိတ်ခွန်မှာနှစ်ပါပါဒီနှစ်နောက်ပိတ်ကြောင့်နှစ်ပါပါပရိတ်ခွန်3ခွန်ခွန်လို့ကြာတယ်ဒီ2 3 4 5ရွှေ့လိုက်နော်ခွန်နောက်ပိတ်ခွန်ပါပါဒီ3 6 3ဒီနှစ်ပရိတ်နော် တီနီတုံလီငါဝက်တကရွှေ့လိုက်နော်ခွန်နောက်ပိခွန်ပါဝါသည်ခု6ခွန်ဆိုတော့နှစ်ရိတ်နှစ်ပရိတ်ပေါ့လေတီနီတုံလီငါရွှေ့ရွှေ့လိုက်ခွန်နောက်ပိကဲအဲ့ကြခွန်ပါဝါသည်နှစ်ပရိတ်တော့နော်နှစ်ရိတ်ကြီးတော့ကောင်းနေကြီးကောင်းအောင်အကြီးနှစ်ရိတ်ကြီးလမ်းထွက်နေတာ ဖိနန်းကြီးကြံပြမယ်နော်ဒီဖိနန်းအရင်ကကျွန်တော်လက်မသားဖိနန်းကြီးနေနော်ညတကယ်ချင်းနေအော်ဂနိုက်ဆာသိရနော်ဒီမှာ၄ချိန်မဲ့၅ခုစရနေပြီးတော့၄ပြိတ်၃ညချောင်းနေ၈ပြိတ်၃ခုတိတ်က၃ပြိတ်ဒီမှာ၃နှစ်ခွန်2ပြိတ်နော်၃နှစ်ခွန်အဲ့ကြတော့၄ပြိတ်၈ပြိတ်၃ပြိတ်2ပြိတ်၄၈၃2ပေါ့ဗျာဒီမှာတန်းတန်းကြီး၅ခုစေ၄ပြိတ်၈ပြိတ်မှ၄၈တိတ်က၃ပြိတ်2ပြိတ်ပေါ့ဗျာ၄၈ tàu nẹt nó nẹt lục trà mẹ xem như vậy lì bì lì xì bì đông bì lì nẹt bì lì ai giờ <laughs> đó bì lì cho <laughs> á lì bì lì xì bì lì đông bì lì nẹt bì lì xem nào tí nẹt bì lì cái <laughs> quần cắt nhai này cho dài nó bị gió nịp này hả đi mà đi bảo hòa cháu bì lì đi nẹt đông lì ngã thiếu cái gì lại nẹt bảo hòa con bì lì nẹt nó bị gì nẹt gì đông gì lì gì ngã cắt nhau với nó ai bảo vậy တခါကြီးဇမမျိုးကထုတ်တိုင်နေတတ်တာဗရိကျော်သီးတဲ့နော်အဲ့ကနေမှကျွန်တော်ကဏ္ဍကလေးကို YouTube မှာတော့တင်ထားတဲ့တင်ငယ်ချင်းတွေကလည်းတီးသားဖြစ်နိုင်မယ်နော်ကျွန်တော်ကတော့ဘေးပယ်တွေကိုသိမကြည့်ဘူးနော်ဒဇောက်ကန်းဒဇောက်ကန်းကြာရင်နော်ဒဇောက်ကန်းဆိုတဲ့ခါကျတော့ဒဇထိုးပေါ်တယ်နော်ကျွန်တော်အဝေးသိမကြဘူးဆိုကြာတော့အချိန်နေနော်ဒီလိုရင်းလေးပဲကြာလိုက်မယ်ဒီနေ့3နေ့5ဒီနေ့3နေ့ ်ငါဆိုချက်ပွဲဒီနေ့3နေ့ငါဒီနေ့3နေ့ငါချက်ဒီ3နေ့ငါကွန်ပရိတ်ဒီနေ့3နေ့ငါ10ပရိတ်ဒီနေ့3နေ့ငါတပြက်တည်းမမလားဒီကြည့်လိုက်မျိုးလို့နော်ဒီမှာဆိုတာဒီသူ့အတိတ်ကအ နှစ်ပါဝါကွန်တစ်ပါဝါကြောင့်6ကွန်လို့ဒီမှာအတွက်ပေးရ6ကွန်လို့ရှိသေးပေးရနော်6ကွန်နှစ်တစ်လို့ပေးမှာ6ကွန်လို့နောက်ရည်နှစ်တစ်ရပေးမှာ6ကွန်လို့ခွာရည်ခိုင်းနော်ဟုတ်ပြီ6ကွန်လို့ပဲပေါ့ဗျာနှစ်တစ်လို့ဇောင်းရည်ထားလို့6ကွန်လို့ပေးပါဝါချင်းလို့ဆိုလိုင်းနေလည်းမဟုတ်ဘူးပြန်ပြန်ပြရကြားနေကြတော့နှစ်တစ်လို့ရိုက်တယ်6ကွန်လို့တွဲတယ်နှစ်တစ်လို့ရည်တယ်6ကွန်လို့တွဲတယ်နှစ်တစ်ရည်တယ်6ကွန်လို့တွဲတယ်ဒီနှစ်တစ်ရည်ပေးမှာနော် နော် YouTube ကမကြည့်တဲ့ငယ်ချင်းဒီမှာ6ဗရိတ်လို့ခံထားတော့ကျွန်တော်က 1G ပဲစရကျင်တယ်ကျွန်တော်ကဒါကမင်းတို့လည်းအယူဆတစ်ခုလုံးလို့ပဲနော်6ဗရိတ်9ဗရိတ်10ဗရိတ်လို့ရိုက်ထားတယ်သူက6ဗရိတ်ရဲ့ဇောင်းမှန်ဒီ6ကောင် အောက်ကိုပိတ်ရမှာ363နော်ဗရိတ်က2ပဲဗရိတ်က9နောက်လို့သူရိုက်တယ်ထက်မှကြီးကျွန်တော်ပြောမယ်ခုနအဆက်ပဲ9နောက်နော်9နောက်လို့ရိုက်ထားတယ်နော်ကျွန်တော်အဲ့9နောက်မို့လို့ကျွန်တော်သင်တာတော့9နောက်လို့9ပါဝါ2ဗရိတ်လို့ခုနသွားရဲဇောင်းမှန် အဲ့ဒီ6ပြိလို့ထောက်ထားတော့6ပြိက63ဒီ63လို့တက်သွားရင်နော်63ဒီတက်သွားတယ်ဒီ콤ပါဝါ2ပြိအဲ့ကြတော့콤ပြိကဒီမှာ6ခွန်လို့ခွာထားရဲ့6ခွန်လို့တက်တယ်တက်သွားတော့콤ပါဝါဒီဒီ콤နောက်လို့2ပြိဒီ7ပြိလို့ဖြစ်တဲ့အော်ဝိုင်းချင်းတက်မယ်ထင်တာပဲ1 1နဲ့16တွဲတက်ပြရနေ콤ပါဝါ2ပြိပေါ့ဗျာနော်1 1နဲ့လောရမယ်16တွဲနော် တစ်တစ်နဲ့တစ်ချက်ဒီနှစ်ခွဲရမှာပဲအဲ့ကွတစ်တစ်တွဲနဲ့တစ်ချက်တွဲဆိုနှစ်ပြည့်ဆိုသုံးရက်ကတ်မယ်နှစ်ပြည့်ဆိုတော့တစ်ချက်ငါအဲ့တင်ငါအဲ့တစ်ချက်ငါလို့ဆိုတော့ပေါင်းရင်6ဆိုတော့တစ်ချက်ငါလို့ဒဲထွားတဲ့ဒဲပဲဒီနှစ်ခွဲကနော်ထို့ကြီးအဲ့လိုအခွင့်လေးပေါ့ကြနော်နှစ်ပြည့်ကကျွန်တော် organize နော်နှစ်ပြည့်နောက်တစ်ခုကကျွန်တော်မွေးကနေလေးကြောက်မယ်နော်အချိန်လေးတော့ကျွန်တော်ကောင်းတဲ့အဆက်ကနော်ကျင်းရပုတ်စားကြည့်ပါဗျာမတိကြသေးကျွန်တော်နောက်ကြရင်တော့အချိန်လေးနဲ့လောက်လောက်ပါ ကျင်တယ်ကျောင်းတော့မတူဘူးဒါနဲ့လည်းမကောညတော့တူတူပဲပြမယ်ကျွန်တော်ကြာလို့ရှင်ကျုပ်လိုက်ကမကြပါဘူးတမန်လို့ဂျိုင်းကြောက်လှုပ်ရှုံလို့တူတူကောင်းဒီနေ့3 4 5 6နော်ကျွန်တော်တို့ရပြမယ်နော် ကြာနေတော့ရှိရမလို့ဟုတ်ကြိုက်တယ်ဒီ2 3 4 5 6နော်ဒီကောင်မဂဇီးစဉ်တော်ညူးသလားဟာဟာဥနဲ့ရောင်းနေဥနဲ့မင်္ဂလာပါခင်ဗျာဆရာနိုင်တပိုင်းတပိုင်းဟုတ်ပြီဒီဒီကလန်ဒီမဲ့6ခွန်ရှင်းလို့ချက်တငယ်ချင်းနဲ့ပြောရင်မဂဇီးတွေကျွန်တော်ခွဲဖမ်းလို့ရှင်သူကဟိုမှာတကယ်ရမလို့ဘူးလို့ပါလို့ထောက်ပြပါဗျာ ချဲမှာဂလူးလုံတယ်ချက်တော့ကြောက်တယ်ကောင်းတယ်နော်ဒီတဝဲမလို့ပဲနဲ့ရက်သွားပြီနောက်ဘွဲကြော်ရဲခိုင်အများကြီးရှိအဲ့ကျွန်တော်ခန့်ခန့်နေရချက်ချဲအဲ့လိုကစားရတယ်သူကခုံကြော်ပောက်ကြော်တွေလောက်တယ်နှစ်ဘွဲညင်းနေတော့ပြန်လုတ်ပြန်ဟောသူကအဲ့ကြောင့်ကျွန်တော်တို့တွေတော့မျက်စိလဲတယ်ဒီချဲဘာကြောင့်မေးရောဘာဖို့မလွယ်ဘူးနော်အကျိုးတို့လေတင်းမင်းဒါကျွန်တော်ယူရှင်းလေးပြအောင်ဇာတိကမဆိုးဒီအထောက်ထားကြီးအများကြီးကျွန်တော်အထောက်ထားကြီးတော့မကြတော့ဘူးနော်ဒါဟိုအရေးကြီးတဲ့အခန်းကဏ္ဍပြမယ် တော့6ခုရှိလို့နောက်ပိတ်ထောင်တာ3ခါရှိမြင်ချဲမကြည့်ပေါ့ဗျာနော်အဲ့ကစပြီးတော့အဲ့ပွဲပါဝင်ဒီ2 3 4 5 6နော်3 9 1ဆိုတဲ့နံပါတ်ဒီကိုနောက်ပိတ်နဲ့တစ်ခါရုပ်ကိုပြန်ကြရင်တွေ့လားကိုနောက်ပိတ်နဲ့နောက်နှစ်ခုကြရင်အဲ့ဒါပဲနော်6ခုရှိလို့ထောင်တယ်1 2 3 4 5 6နော်သုံးခုတက်ဒီနောက်တစ်နှစ်ကိုကိုးနောက်ပိတ်ဒီကိုးနောက်ပိတ်နဲ့တက်သုံးခုလို့ပြန်ကြပြီเนาะအကျင်းလေးကကျွန်တော်ခံမှန်းကြည့်ရှိရရှိပါတယ် တန်းအသိမကုန်ကျွန်တော်တော်တော့မှနော်ဒါလေးပြပြီဒီမှာဒုတိယကက6ခွန်8လို့နော်ဒီ6ခွန်8ကမင်းကဒီဒီ6ခွန်8နဲ့တခါလုပ်တယ်အဲ့ဘက်6ခွန်8ကဒီဘက်6ခွန်8နဲ့ဒီလဲလက်ပြီးတခါလုပ်ပြီးမင်းကတော့6ခွန်8ပဲအမျိုးလုပ်ပါဒီ6ခွန်8ကိုကျွန်တော်ကြားမကြည့်6ခွန်8မင်းကကျွန်တော်ဒီတကယ်ကြီးအရှုပ်အောင်သားရရနော်အနိကဒီမှာဖေကလည်းတင်ပြီးတန့်ပြသွားတာဒီကောင်ဒီလေးလို့ခွာသွားရကျွန်တော်လေးလို့ခွာနေကနန်းတစ်ဘက်ဆိုတော့တက်သေးပဲ ဆောက်ခွင့်ရှိကနေရောတပွဲနှပွဲသုံးပွဲလေးပဲလေးခွနဲ့ကနတနေ့3 4 5လေးပူးနဲ့ပေါက်ပါတယ်ဒီမှာဆောက်ခွင့်ရှိလို့ဖြစ်တယ်ဒီမှာတနေ့3 4လေးခွနဲ့လေးလေးလေးတုံရလေးတနေ့3 4 5တုံရလေးလေးလို့ပေါက်ပါရင်နော်ပြီးကျွန်တော် organize အဲ့ဆိုင်မျိုးနဲ့ဒီဘက်မှာရှိတယ်သို့တော့ဒီမှာငွေက6ခွန်ရှိလို့မွေးကနေနော်တနေ့3 4 5 6 3 4 3 3 4 3ဒီတော့နောက်ပိုင်းတော့ပြန်ကြမယ်နော်နောက်နေ့ကို433လို့ကြာရင် လေးသုံးသုံးကြရင်နော်လေးသုံးသုံးကြည့်ဆောက်ကုန်ရှင်းလို့ထောင်တော့1 2 3 4 5 6 3 4 3ဒီ3တော့ပြင်နေပဲ4 3 3လို့သွားကြရင်နောက်နေ့မသိအောင်လို့နော်အဲကျွန်တော်ကဒီခုထိုးမဲ့ကတ်မှာဆောက်ကုန်ရှင်းနော်1 2 3 4 5 6 6 6 2နော်6 6 2ဒီဒီနှစ်ကို2နောက်ပြင်နေပဲကြာမှာဆိုတော့6 6 2တဲပဲသိလားမွေးကျင်ရရင်6 6 2ကတော့ကျွန်တော်ကြိုက်နေတဲ့အိတ်ကဒါကျွန်တော်ငွေကြီးတွေပြန်ကြည့်လိုက်ပါခင်ဗျာနော်ဒီမှာ 6ခွန်ရှိလို့နောက်ပိတ်ထောင်တော့1 2 3 4 5 6အဲ့ပဲပါဝင်ကျွန်တော်တို့ကအမှန်3 3 19နော်9နောက်ပိတ်နဲ့1 39လို့ပြင်ကြရင်9နောက်ပိတ်နဲ့တင်းတဲ့မကောင်တော့တစ်တင်တာဟုတ်ပြီဒုတိယကက်က6ခွန်ရှိလို့ဖြစ်ရော1 2 3 4 5 6 3 4 3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  ီမှာအစောပိုင်းတွားကြရင်နော်၄၃၃လို့အဲ့ကနေအစောတက်သွားဒီမှာ6ကုန်ရှိလို့နောက်ပိတ်ထောင်တော့1 2 3 4 5 6နော်ဒီဘွဲပေါ့ဝင်6ကြိမ်ဒီလိုက်6 6နှစ်ဒီနှစ်ကနောက်ပိတ်မလို့နှစ်နောက်ပိတ်နေပဲကြာမှာဆိုကျွန်တော်ကအပူကြီးရဲ့6 6ဆိုတော့ကျောက်ကျောက်နှစ်လို့ပဲထုတ်မှာ6 6 6ဦး6ခွာရှိရင်ငွေချင်းတော့6နှစ်6လဲထုတ်ပေါ်ပြန်နော်၃ခွက်တည်းပဲ6ဦး6ခွာရှိရင်ဒီနှစ်နော်6ခွာ6ခွာရှိရင်ကျွန်တော်တစ်ခါလေးပြလိုက်မယ်နော်6ခွာ6ခွာခုတစ်ခါပြပြပြလိုက်လေးရင်လိုက်မှာဒီမှာ6 6ခွာလို့တဲပြစ်လိုက်တော့နော် ဒီမှာတနေ့ချာမယ်ကွန်ကိုကိုနဲ့ကွန်30ပဲကြာလို့ရှိရင်နောက်တစ်ခါနောက်ရဲ့အဲ့တနေ့ချာကိုနောက်တနေ့ကိုအဲရှစ်လို့ခွမယ်ရှစ်ဘဝ3လို့ခွမယ်ရှစ်ခွမယ်အဘွဲရရှစ်ပါဝါ3ခွပြင်တစ်ပတိနဲ့ပေါက်တယ်လို့ပြောပြပြီးတယ်ဒုတိယကရှစ်ချောက်ခွန်ရှစ်ချောက်ခွန်တင်းနော်တနေ့ချာမယ်တနစ်ချာမင်း ုကိုခွန်ရှိရင်ပဲကတ်တာနော်303ခွာရှိရင်နောက်တစ်နှစ်မင်းသူက6ခွာပြီးတော့ခွန်လို့ခွာရဲ့နော်ခွန်ပါဝါ2လို့ခွာပြီးတက်ပလိပောက်တဲ့အဲ့ကျွန်တော်တို့6ချောက်ခွန်ဒီမကြီး6ချောက်ခွန်ပြည့်တဲ့ကျန်နောက်တစ်နှစ်မှာကိုခွန်ကိုလို့ခွာပြီး303လို့ခွာတာနော်ကိုခွန်ကိုအထက်မှာရှိတယ်နောက်တစ်နှစ်မှာလဲမကန်တဲ့ဒီ6ခွာအောင်ပထမဆုံးကကျွန်တော်တို့6ခွာနော်6ပါဝါ3လို့ခွာရဲ့ခွန်ပါဝါဒုတိယကကခွန်ပါဝါ2လို့ခွာရဲ့တက်ပလိနော်ဟဲ့မအော်အော်ဝဲအပိုင်ရဲ့မှာ အဲ့အဝဲမြေရင်တော့6ခွားလို့ရှိရင်6ခွား6ခွားရှိရင်နော်ဒီမှာသလို့ရှိရင်ကိုကုံကိုရဲ့နောက်ကို6ခွား9ခွား6ခွားလို့သတ်မှတ်ထားရင်ဒီနေ့မှာ6ခွားရှိရင်6ခွား6ခွားပေါ့ဗျာ6ခွား6နဲ့6နဲ့ထုတ်ပေါ့နော်6ခွား2တော့မွေးကျင်နော်6 6နဲ့6ကောင်းတယ်ပေါ့ဗျာလေးကနော်6ခွားချင်းအထောင်နဲ့လဲသွားကြိုက်တယ်လို့ကျွန်တော်ယူဆထားတဲ့အတွက်ကြောင့်နှစ်ငွေချင်းတွေကိုကြောက်ပြပါခင်ဗျာကျွန်တော်နေပြီးတော့